ကျမတော်မူကြပါစားရှင်ခရစ်နှစ်2025မတ်လ26ရက်နေ့အတွက်မိုးလင်းဝတာခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ကျမတော်မြစ်တီကိုပါကပ္ပရီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်တိတိမတိတ်ကျူထနိုင်ပါတယ်ဒီနေ့ညနေဒီမိုးလင်းဝတာခမန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှုတစ်ချောင်းရသွားနိုင်ပြီးရွာရွာနှုန်းမှာတော့60ဖြစ်နေပါတယ် ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာတော့အများအပြားသာနိုင်ပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထစ်ဖြစ်ထွန်းနေပါတယ်။မြမပင်လေပြည်မှာလိုင်းနှင်းငယ်မှာလိုင်းတနေရှိနေပြီးလိုင်းမြမှာတော့လေးပင်မှာရှောက်ပေခန့်နေရှိနိုင်ပါတယ်။မနေ့ပြန်အတွက်မိုးလေဝသခမန်းချက်အနေနဲ့ကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေ့ဘူးချိန်များအနည်းငယ်တိုးလာနိုင်နေရှိနေပါရဲ့ရှင်။